စော်ဒီခါမင်္ဂလာပါဒီနေ့ဆရာတင်မဲ့တင်ခန်းစာကြတော့ထိုင်းစာတွေလေးတန်းနဲ့တူတွေပေါ့နော်အများဆုံးသိချင်နေတဲ့ကာရန်နဲ့မိုင်းထန်ထာကအကြောင်းကိုတင်မှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးဒီကာရန်နဲ့မိုင်းထန်ထာကအကြောင်းလေးကိုအသေးစိတ်မပြောခင်လေးမှာကာရန်ဆိုတာဘာလဲမိုင်းထန်တာခဆိုတာဘာလဲဆိုတာဆရာအရင်ရှင်းပြမယ်နော်အဲ့တော့ဒီထိုင်းစာကိုလေးတန်းနဲ့တူတွေဆိုရင် ဒီလိုမျိုးအခရာလေးတွေးပါလိမ့်မယ်နော်အောက်မှာကြတော့ b ရှိပြီးတော့အဲ့ဒီရဲ့ b ပုံမှာတင်ထားတဲ့ဒီလိုမျိုးအကွေးလေးပေါ့နော်တင်ကိတလေးကိုတွေးပါလိမ့်မယ်အဲ့တော့ဒီအပေါ်ကတင်ကိတလေးကိုမှကျွန်တော်တို့ကမိုက်ထန်တခါလို့ခေါ်ပြီးတော့ဒီလိုမျိုးအကွေးလေးပေါ့နော်တင်ကိတလေးတင်ခံရတဲ့ b ကိုကာရန်လို့ခေါ်ပါတယ်အဲ့တော့ကာရန်ဆိုတာဘာလဲဆိုတော့မိုက်ထန်တခါအတင်ခံရတဲ့ ဒီကိုကာရန်တို့ခေါ်ပါတယ်ဒီအပေါ်ကအသင်္ကေတတွေကိုကြတော့မိုင်းထန်တခါလို့ခေါ်ပါတယ်အဲ့တော့ဒီမိုင်းထန်တခါအသင်ပေးရတဲ့တင်ပြီးတော့တင်ခံရတဲ့ဒီတွေကတလုံးထဲမဟုတ်ဘူးเนาะတချို့အလုံးတွေကနှလုံးတွဲရှိပါတယ်တချို့အလုံးဆိုရင်၃လုံးတွဲတိရှိပါတယ်အဲ့တော့၃လုံးတွဲကတော့ အာနည်းနည်းလေးတော့ရှားတယ်ပေါ့နော်အများအဖြစ်တစ်လုံးတွဲတစ်လုံးပေါ်မှာတင်တာရှိတယ်နှလုံးပေါ်မှာတင်တာရှိတယ်အဲ့တော့ဒီတင်ကန်းစာလေးမှာဆိုရင်ဆရာအာတစ်လုံးပေါ်မှာတင်တာရောနှလုံးပေါ်မှာတင်တာရောထည့်ပြီးတော့အာရေးပြီးတော့မှဆရာတင်ပေးထားတာဖြစ်ပါရယ်နော်အဲ့တော့ဒီကာတာနဲ့ပတ်သက်ပြီးတော့ဒီတင်ကန်းစာမှာဆိုရင်အကုန်လုံးပြီးအထိလေးလာမယ်ဆိုရင်အလုံး60ကျော်100နီးပါးတိတော့တင်ရလိမ့်မယ်နော် ดาราปรมาสงเสียการังกาบาเลไม่ทันตาข้าสุดาบาเลสุดาเิ็นเชียงบีเอ็ดเสียรูดีทั้งโลยิมพัจยาวเนาะอ่ายินสงเสียดีประมาพัจยาวไหมเนาะตัวการังคือคำที่มีไม้ทันตาข้ากำกัดอยู่บนพยัญชนะ เพื่อแสดงให้รู้ว่าไม่ต้องออก ไม่ต้องอ่างออกเสียงพยัญชนะตัวนั้น ตัวการังคีมีหลายลักษณะดังนี้อ่าเสียดาမြန်မာလိုရှင်းပြမယ်ဆိုရင်การันဆိုတာကไม้ทันตะคาကိုပုံမှန်တင်ထားတဲ့ဘီးကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့ဘာလို့တင်ထားလဲဆိုတော့အဲ့ဒီရဲ့เนาะအဲ့ဒီရဲ့ဘီးကိုအတန်ဖက်ပြီးတော့ဆိုရန် ေါ့နော်အတန်ထွက်ပြီးတော့မဆိုရန်အတွက်ပေါ့နော်တီဖို့အတွက်တင်ထားတာဖြစ်ပါတယ်ပြောချင်တာကဘာလဲဆိုတော့ဆရာတို့ဒီမိုင်းတန်တခတင်ထားတဲ့ပါလာတဲ့အောက်မှာပေါ့နော် AKD ဘီးတွေကိုအတန်ထွက်ပြီးတော့ light ဆိုစရာမလိုပါဘူးအာဒါကိုပြောချင်တာပါเนาะအဲ့တော့ဒီဆရာတို့ဒီမှာကာရန်လို့တွေ့တဲ့ခါကျရင်ဆရာတို့ဒီမှာအပေါ်မှာနောက်မှာနောက်မှာပေါ့နော်ကာရန်လို့ပါလာတဲ့ခါကျရင်အဲ့ဒီမှာအဲ့ဒီကာရန်အောက်မှာရှိတဲ့ အာဒီမိုက်တန်ခါရဲ့အောက်မှာရှိတဲ့ဗီဒီယိုဆရာတို့အတန်ထွက်ပြီးတော့ live ဆိုစရာမလိုဘူး live ပြီးတော့ထက်ပြီးတော့အတန်ထွက်တဲ့ခါကျ live စဉ်းစားစရာမလိုဘဲနဲ့ဆရာတို့ကဒီမိုက်ထန်တခါမတင်ထားတဲ့ဟာတွေပဲဆရာတို့အတန်ထွက်ပြီးတော့ဆိုရမယ်ဒါပေမဲ့လည်းပဲဆရာတို့ကရေးတဲ့အခါကျရင်တော့ဒီမိုက်ထန်တခါနဲ့ကာရန်တင်ထားတဲ့ဟာကိုတော့ဆရာတို့ကထည့်ပြီးတော့ရေးရမှာပေါ့နော်အဲ့တော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီမိုက်ထန်တခါနဲ့တင်ထားတဲ့ စာလုံးတွေစကားလုံးတွေဘာတွေရှိလဲဆိုတော့ဆရာဒီသင်ခန်းစာမှာပြောပြပေးမယ်အဲ့တော့ခုပြီးတော့เนาะဆရာတို့ဆက်ပြီးတော့လေ့လာကြရအောင်အာဒီမှာဆိုရင်ဆရာဒီဘက်မှာကြဒီဘက်အတန်းလေးကကြတော့ဆရာတို့ဒီမှာကြတော့ရေးရမဲ့ပုံစံပေါ့နော်ရေးရမဲ့ပုံစံဒီဘက်အတိုင်းရေးရမှာပေါ့နော်ဒီမှာဆိုရင်ဆရာ၃ခွဲ၄ပြထားတယ်ပေါ့နော်၃ခွဲမှာဆိုရင်ဒီမှာကရေးရမဲ့ပုံစံရေးရမဲ့ပုံစံဒီဘက်မှာအတန်ထွက်ပုံစံ နော်ရေတော့အမှန်နော်ဖတ်တော့တန်ဆိုတဲ့အတိုင်းပေါ့နော်ဒါကကြတော့မြန်မာလိုအတိတ်ပဲပေါ့နော်ရေတော့အမှန်အမှန်တိုင်းရေးရမယ်ဖတ်တော့ဒီလိုပုံစံအတန်ထွက်ပေးရမယ်ဒီအကြောင်းအတိုင်းထွက်ပေးရမယ်နော်အတိတ်ပဲတော့မြန်မာလိုပေါ့နော်အဲ့တော့ရေးတဲ့အခါကျရင်ဒီမှာကမဟာစတန်ဒီထိုင်းတွေပေါ့နော်ထိုင်းဆရာဆရာမိုင်းတင်တာတော်တော်များများကဒီသူတို့ပေါင်းပြတဲ့အခါကျရင်မော်အမဟော်အဒေါ်ဟော်အဒေါ်ဟတ်အဲ့လိုမျိုးတွေပေါင်းပြတာတော့မရှိဘူးပေါ့နော်ဆရာလေးလာတလောက်ပေါ့နော်ဆရာ ဒီမိုင်းထန်တခအကြောင်းနဲ့ပတ်သက်ပြီးတော့ကာရန်အကြောင်းနဲ့လေးလာတဲ့ကြတော့ဒီလိုမျိုးဆ iam မားတွေပေါ့နော်ဒီထိုင်းဆ iam မားတွေကသူတို့ကဟိုဒီလိုမျိုးတလုံးချင်းစာလုံးပေါင်းပြတာမျိုးမရှိဘူးသူတို့ကဒီလိုမြင်နေဆိုရင်ဒီလိုပေါ့နော်ဒီလိုမြင်နေဆိုရင်မဟာစတန်လို့ပဲဖတ်ရမယ်လို့ပဲသူတို့ကသင်ပေးတာမျိုးရှိတယ်เนาะအဲ့တော့အဲ့တော့ဖတ်တဲ့ခါကျရင်တော့ဆရာတို့ရေးတဲ့ခါကျတော့မဟာစတန်မဟာစတန်ဆိုတာစမ်းကြဲတီစမ်းကြဲတီတက တို့အိမ်မဲ့ဆိုရင်တော့ဒီလိုမျိုးရေးရမှာပေါ့နော်မောဟောအဆောမဟာဒီမဆောတစ်ခါပြန်ပြီးတော့အဆောအအစပုံစံမျိုးလာပြီးတော့ကြောရောရောจันအဲ့ဒါကြောရောရောကจันဆိုတဲ့အဓိပ္ပာယ်ရတယ်နော်ကြောရောရောဆိုတာจันဆိုတဲ့အဓိပ္ပာယ်ရပြီးတော့အနာဝယောယကရံပါတယ်နော်အနာမယောယကရံပါတယ်ဒါမဲ့ဆရာတို့ဖတ်တဲ့ခါကျရင်ဒီမျိုးစာလေးမြင်နေဆိုရင်မဟာစัจจံဆိုတာသိရမယ်အဓိကကဘာလဲဆိုတော့ကိုကတော့အကုန်လုံးမသိနိုင်ပေမဲ့လည်းပဲ ကိုကအမြဲတမ်းလေးလိုက်ဩဆရာတင်ဖူးတဲ့ဒီလိုမျိုးစာမြင်တဲ့ခါကျရင်မဟာစัจ ጫ ဆိုတာအတန်ထွက်ပေးရမယ်အဲ့ဒီမဟာစัจ ጫ ရဲ့အတိတ်ပဲဘာလဲဆိုတာတော့သိထားရမယ်ပေါ့နော်စာရေးပါလေဖတ်တဲ့ခါကျရင်ပေါ့နော်ကိုစကားပြန်လို့တာပဲဖြစ်ဖြစ်လမ်းနေမှာတွေးလို့ပဲဖတ်တာဖြစ်ဖြစ်စာအုပ်တွေမှာဖတ်လို့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတွေ့တဲ့ခါကျရင်မဟာစัจ ጫ ဖတ်ပြီးတော့အဲ့ဒီမဟာစัจ ጫ ရဲ့အတိတ်ပဲကမြန်မာလိုကြတော့စမ်းကြဲတဲ့ဆိုတဲ့အတိတ်ပဲလေးရှိတဲ့ဆိုတာကိုသိထားရမယ်နော်အဲ့တော့ဆရာ အာဒီမှာဆရာဒီတိုင်းပဲเนาะဆရာဒီမှာဒီလိုအခြေခံရှိတယ်မှာအတန်ထွက်တယ်ကိုတိုင်းဖတ်တတ်မယ်လို့ထင်တယ်เนาะဆရာမပေါင်းပြတော့ဘူးเนาะအဲ့တော့အတိတ်ပဲလေးနဲ့ဆရာအတန်ထွက်လေးဖတ်ပြမယ်เนาะမဟာစတန်စံကျတိအထိရေးเนาะဒီဘက်အတိုင်းရေးမယ်ဆရာเนาะအနည်းအောင်ပြထားတဲ့ပုံစံအတိုင်းရေးမယ်အတန်ထွက်တော့ဒီဘက်အတိုင်းထွက်မယ်เนาะအထိအာတိဆိုတာနေเนาะအနောက်မှာရော်ရက်ကာရန်ပါတယ်ရော်ရက်ကာရန်ပါတယ် o r r t h i t ရေးတဲ့အခါဒါကတော့နော်တော်ပဲမဲ့လည်းပဲတော်တာကလည်းပဲဒေါ်တဲ့အတန်နဲ့တအုပ်စုတဲ့ဖြစ်တဲ့ကြောင့်မို့အတန်ထွက်ကရှာဖက်နဲ့ပေါ်ထားပြီးအာတိနော်ပရမတ်တလုံးကမဟာစัจจန်စံကျေတိမဟာစัจจန်စံကျေတိမဟာမဟာစัจจန်စံကျေတိအာတိအာတိနေแพทย์แพทย์ชาพยาเนี่ยปวดเท้าเด่นเนาะ ตาตาสวยเนาะทาดีท้อทาห่างอะไรแบบทาตาอุสุเทมาตาตาเทมาอุสุเทมาป่เนาะแพทย์เสียวนนกอินซีนกอินซี เตีเงะนกอินซี เตีเงะ เนาะพัดข้าใจดีลุมิวพัมเมยีเดข้าใจดีลุยิมเมซื่อสัตว์ ซื่อสัตว์โยตาตี ซื่อสัตย์ซื่อสัตย์ซื่อสัตย์ยูตาติเจดีเจดีเนาะเจดีสุดาเซดีอยู่ก็รับเฉพาะจะนำเมียมาอัตันทวนแนดตูเดียวเนาะเจดีท้ายนัวจะรอเจดีเจดียิงดีโลยิ้มไหมพัดข้าใจเจดีโลอัตันทวันไปไหมเนาะ สินสับสินทอแนรอแนนาลงด้วยยิงสอโซอัตยาบาได้แล้วทอรอสออาพอสุยทอกะดีแม่กบปาตะอุสุปาตะอุสุปาตะอุสุมาปาราจามุสินสับลุขอบาได้สินสับสอเอสเอโกยะป่ายใส่หมู่บ่เนาะโกยะป่ายใส่หมู่ปิสิโกสินสับลุขอบาได้สินสับ စင်စပ်ဆိုတာကိုယ့်ရဲ့ပိုင်ဆိုင်မှုပစ္စည်းကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကြည့်အောင်အာတန်အာတန်ဆရာအာတန်ဆရာဒီဆရာဆိုတာကိုယ့်ပညာသင်ပေးတဲ့ဆရာเนาะဒါမဲ့ဒီစာသင်ပေးတဲ့ဆရာကိုကျတော့ครูလို့ခေါ်ပါတယ်တခြားပညာရတေကိုသင်ပေးတဲ့ဆရာကိုကျတော့အာจารย์လို့ခေါ်ပါတယ်အာจารย์ကိုဖတ်တဲ့ခါကျရင်အတန်ထွက်ကအာจารย์ရေးတဲ့ခါကျရင် o r r j o r r ရောရကရံဒီလိုမျိုးပြီးဆုံးအောင်ရေးပြီးမှ အတိတ်ဘက်ကမှန်ပြီးတော့စာလုံးတပ်ပုံမှန်မှာဖြစ်ပါရဲ့နော်နောက်တစ်လုံးကြည့်မယ် look said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  ဆိုတာတပည့်ကိုပြောတာဖြစ်ပါတယ်အာ JD နှစ်ခုဖြစ်နေနော်โอเคထပ်သွားရအောင် ply sunny ply sunny ပလိုက်စနီအတန်ထွက်တယ်ပရဲ့ရိုင်ရဲ့အဲ့တော့ပရိုင်လို့အတန်ထွက်ပြီးတော့နောက်ကစောအစနော်အီနီပရိုင်စနီဆိုတာစတိုက် price နေစာတိုက်ဒါက price နေစာတိုက်ဆိုတာကျွန်တော်တို့အနေရောင်လေးနဲ့ပေါ့နော်အနေရောင်နဲ့အဖြူရောင်နဲ့မြားပုံစံလေး price နေကိုအဲ့ဒီဟာကို price နေထိုင်ဆိုရင်ထိုင်စာတိုက်လို့ခေါ်ပါတယ် price နေဒါမှမဟုတ်စာတိုက်ပုံတွေကိုလည်းပဲတို့ price နေလို့ခေါ်ပါတယ်တို့ price နေလို့ခေါ်တယ်အဲ့တော့တို့တချို့ကကြတော့နားလည်မှုလဲပြီးတော့ဒီပစ္စည်းပို့တန်းဖားမှန်သမျှအကုန်လုံးကို price နေလို့မခေါ်ဘူးနော်ဟိုတချို့ကကြတော့ company နာမည်တွေရှိတယ် JMD လို့နော် fresh လို့เนาะနောက်ပြီးတော့ kelly လို့ဒါတွေကတသက်ရှိပြီးသားသူကုမ္ပဏီနဲ့တကူရှိပြီးသားဒါဆရာပြောတဲ့ price နေဆိုတော့ဒါ thai အစိုးရနေပြီးတော့လောက်ထားတဲ့ဒီအမြားပုံစံလေးပေါ့နော်ဒီအမြားပုံစံလေးဆိုအဲ့လိုမျိုးအနီနဲ့အဖြူနဲ့အဲ့ဒီစာတိုက်လေးကိုမှကျွန်တော်တို့က price နေလို့ခေါ်ပါတယ်အပြည့်စုံခေါ်မယ်ဆိုရင် price နေ thai လို့ခေါ်တယ်နောက်တစ်လုံးကြည့်အောင် manut 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 ဆိုတာလူသားကိုပြောတာဖြစ်ပါတယ်လူပေါ့နော်လူသားကို manut manut ရေးတဲ့အခါကျဒီလိုပုံစံရေးမယ်နော်ဒါဆရာပြောထားပြီးပြီနော် เลขศูนย์เลขสูงเลขศูนย์နော်နံပါတ်3ညလဲဆိုတာနံပါတ်ဖြစ်ပြီးတော့ဆိုဆိုတာ3ညပြောတာပါအဲ့တော့ဒီနေ့မှာဆိုဆိုတာစင်တာကိုလည်းပြောလို့ရပါတယ်ဒါပေမဲ့ဆရာတို့ဒီမှာတွဲပြီးတော့နံပါတ်နဲ့တွဲသုံးတဲ့ခါကျတော့လဲဆိုဆိုတာဒါနံပါတ်3ညပေါ့နော်နံပါတ်3ညကိုဟို ပြောတာဖြစ်ပါတယ်နောက်ပြီးတော့ကော်ရနီ កោរនីកោរនីဆိုတာဒါအကြောင်းအရာပေါ့เนาะအကြောင်းအရာမှုခင်အကြောင်းအရာတွေမှာကောရနီလို့သုံးပါတယ်ဖတ်တဲ့ခါကျရင်ကောရနီမြန်မာလိုကျန်ခဲ့เนาะကောရနီဆိုတာအကြောင်းအရာပြန်ဖတ်ပြမယ်ကောရနီအကြောင်းအရာကောရနီအကြောင်းအရာโจทย์โจทย์โจทย์ပုံစာโทรทัศน์โทรทัศน์ ทรทัศน์โทรทัศน์โทรทัศน์ဆိုတာဒါရုပ်မြင်သံကြားပေါ့เนาะ TV ကိုပြောတာပါပဲเนาะကျွန်တော်တို့ဒီ TV ကိုနောက်တနေ့ကျွန်တော်တို့မြန်မာလို့ပြောမယ်ဆိုရုပ်မြင်သံကြားကိုကျွန်တော်တို့ဒီ TV လို့อ่ะ TV ကြားကျွန်တော်တို့ဒါအင်္ဂလိပ်လို့ပြောတာပေါ့เนาะဒါပေမဲ့မြန်မာလို့ကြတော့ရုပ်မြင်သံကြားထုံးလေးလကောင်းပဲထိုင်းစာမှာလည်းပဲ TV လို့ခေါ်သလိုโทรทัศน์လို့လည်းခေါ်တယ်โทรทัศน์โทรทัศน์ဆိုတာဒါရုပ်မြင်သံကြားကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကประโยชน์ประโยชน์ประโยชน์ อจูเนาะมีประโยชน์อจูชีเดไม่มีประโยชน์อจูม่ชีวูคนที่มีประโยชน์อจูชีเดตูอจูชีเดลูคนที่ไม่มีประโยชน์อจูม่ชีเดตูเนาะทิวทัดทิวทัดทิวทัดชูเคงเปลี่ยนไปเนาะทออีวอทิวทออะดอทัดทิวทัด ဒါမဲ့ဆရာဖလိုက်တာဒီပြက်တိုင်းဖလိုက်တာเนาะဒါမဲ့ရေးတဲ့ခါကျရင်ထော်အာစောနောနူကာရန်တင်ပြီးတော့ရေးရမယ်ဖတ်တဲ့ခါကျရင်เนาะ ठ्यू ထတ်လို့ပဲဖတ်ရမယ်နောက်တစ်ခုကကျတော့ ted ted တရားကိုပြောတာဖြစ်ပါတယ်เนาะ ted သူကတရားเนาะ fun ted သူကတရားနားထောင်သည်တရားနှစ်သည်လို့ပြောတယ်เนาะ fun ဆိုတာအာဖန်ဆိုတာကျတော့နားထောင်တာပေါ့နော်ဖန်ပါစပါဟာပြီးတော့ for a ngor fan ဆိုတာနားထောင်တဲ့แท้ตัวတရား ဖန်ထဲတော့တရားနာသည်တရားနာထောင်သည်နောက်တစ်လုံးကဖိဆိုဒ်ဖိဆိုဒ်ဖိဆိုဒ်ဆိုတာတက်တက်ပြသည်တက်တက်ပြသည်ဖိဆိုဒ်တော့ကိုကတခုခုအမှားမလုပ်တာမျိုးတော့ဘာပဲဖြစ်ပါတော့ကိုကနေပြီးတက်တက်ပြရတယ်ပေါ့နော်အာဖိဆိုဒ်ဖိဆိုဒ်တော့ဒါတက်တက်ပြတာနော်တက်တက်ပြတာကိုမှန်ကန်ကြောင်းတက်တက်ပြတဲ့ခါကျရင်ဖိဆိုဒ်လို့တော့မှာနဲ့ဖိဆိုဒ်ဆိုတော့တက်တက်ပြနော်